မမနေသောဖခင်ကြီးလည်းထူနိုင်ထနိုင်လျင်ထနိုင်ခြင်းရန်ကုန်သို့လိုက်လာသည်အလုံးနှင့်အိမ်တွဲလျက်လုံနေကြသည်ကိုမကောင်းပါဘူးဟုအပြစ်တင်ပြန်သည်ဤနေရာကိုအလုတ်တိုက်ဖွင့်ပြီးလူနေရန်အိမ်ကိုခြံနှင့်ဝင်းနှင့်အိမ်ကောင်းကောင်းရှာပါပြော၍လိုက်ရှာကြရာ အလုံးတွင်အေယာဝရီကုမ္ပဏီမှစောက်လုထားသော ဝင်းကြီးနှင့်အိမ်တစ်ဆောင်ရ၍ထိုအိမ်သို့ပြောင်းကြပြီး အလုတ်တိုက်တွင်ဖခင်အစီမံအတိုင်းစာခုံများဝယ်၍တင်လိုက်ပြီး တိုက်တွင်ပင်စာစီသည်အလုံမမြို့ထဲသို့ကားနှင့်အလုတ်တက်ကြရန်ကားတစီးဝယ်ခိုင်းသောကြောင့်ကားမဝယ်ဘဲပုံနှိပ်ဆက်ဝယ်ပေးပါရန် ပူဇာရသည်အလုတ်တိုက်သို့ကပဲတော်မှဥစံဒီကားကိုမှား၍ကားနှင့်ပင်လာသည် ထို့သောဂျာနယ်ကိုတိုက်ပေါ်တွင် စီပြီးငကနီတွင် ရိုက်နေရမှ ရေကျော်ဘတ်မောင်ကိုမာရီခွင်းစားခွင့်ပေးယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင်အိမ်ခန်းတခန်းရ၍ဆက်တလုံးဝယ်ပြီးစာခုံနှင့်ဆက်ကို ထိုလန်းသို့ပြောင်းရွှေ့ပေးပြီးအယ်ဒီတာဌာနကိုလည်းထိုလန်း၌ပင်ထားလိုက်သည်နက်နက်လင်းလင်းသူကဆက်နှင့်စာခုံရှိရာရေကျော်သွား၍ကျမကစူးလေဖျားပန်းချံရှိအလုတ်တိုက်သို့သွားရသောကြောင့်ခရီးချင်းမတူကြပေ တလလင်အလုံးမှ၂ရောက်အတွက်လခ900ကျက်ယူကြသည်အစစစရိတ်များကိုတိုက်ကကြခံစေပြီးလင်သူ့စာအုပ်ခန်းအတွက်စရင်တစ်ခုကိုဖွင့်ကသူ့ဖက်ချင်သည်။စာအုပ်စာတမ်းများကိုတိုက်ကဝယ်ပေးရလေသည်ဂျာနယ်မှာအပတ်စဉ်ဆောင်ရည်6000ကျော်ရရသည် သူလဲစာအုပ်ကိုသဘောရှိဝယ်ဖက်နေသည် မိဘများလက်ထဲတွင်ရှိစဉ်ကသားသမီးများတွင်မိသူကိုယ်ပိုင်လုပ်ငန်းနှင့်ရှိမည်မသိဟုအမျော်အမြင်ကြီးသောဖခင်ကဘန်တွင်စရင်ကင်အတက်ပညာကိုသားသမီးများအားသင်စေသည်။ကျမအလှဲ့တွင်ကျမအားမိဘများနှင့်တကွဒရိုက်တာများကပါသင်ခိုင်းစဉ်ကကျမလည်းမျက်နှာဖြူများလက်အောင်နိုင်မလို့ဟုညင်းပယ်ခဲ့ပြီးမလုပ်ဖဲနေလာခဲ့၍ကျမညီမလေးဝင်လို့ရသည်။ကျမညီမလေးမှာစရင်ကင်ပညာတွင် ကောင်းစွာတက်မြောက်ကျွမ်းကျင်၍ ဗန်ဒိုက်ကြီးမှတထေးကြီးကိုတိုင်ပင်စီးရင်စစ်အရာရှိများနှင့်မိတ်ဆက်ပြလို၍ဖြာပုံတို့ဖိတ်ခေါ်ပြီးလက်ဖက်ရည်ပွဲများတီခင်းကျွေးမွေးမိတ်ဆက်ပြီးလျှင်ဗန်ဒိုက်ကြီးအတွက်များစွာဂုံယူလေသည်ယခုအခါညီမလေးမှအိမ်ထောင်ကျသွားပြီးဖြစ်၍သူတက်မြောက်သည့်ပညာရက်များကိုအိမ်သုံးစင်းရင်နှင့်ဒိုးဘီစင်းသာကင်နေရပြီး ဤပညာရက်များမှာသူနှင့်အတုံးမဝင်တော့ပဲကျမနှင့်သာ လာ၍အတုံးတဲ့နေလေတော့သည် ထိုစဉ်ကကျမဝင်ရောက်မလုပ်တော့လဲလောက်ပုံလုံနီးနီးစနစ်ကိုနေ့စဉ်မြင်တွေ့နေရ၏ကျမကိုပိုင်လုပ်ငန်းကြီးတွင်ဗန်တိုက်ကြီးကဲ့သို့အင်္ဂလိပ်နီးစနစ်ဖြင့်စရင်ကျနာစွာထားကစီးစနစ်ကြီးကြီးလောက်ကိုင်းနေသောကြောင့်အလုတ်ကောင်းသလောက်အဘဘမလိဟင်းခြင်းမရှိပဲဆေး၍နေပေသည်အလုတ်တွင်ဖြစ်စေအိမ်တွင်ဖြစ်စေ နိုင်ငံတွင်ဖြစ်စေစီးကန်းသည်အရေးကြီးဆုံးသောအရာဖြစ်သည်ဟုခေါင်းထဲတွင်ဆွဲလန်းနေသည်စစ်ပွဲနိုင်ပုံတိုင်းပြည်ကြီးပွားတိုးတက်အောင်ထူထောင်ပုံပစ္စည်းဥစ္စာကျွေဝချမ်းသာပုံများမှာစီးကန်းကြောင့်ဖြစ်ရသည်ဟုတထစ်ချချမှတ်ထားခဲ့သည်အလौတိုက်ဤထားချီသော စီးမြင့်များကို ကျမကအစာပြု၍တရိုက်လုံးလိုက်နာလောက်ကင်စေရသည်အရရမကိုစလဲများကိုလည်းစီးကန်းကိုရိုသေလိုက်နာဖို့ရာမပြတ်နှိုးစော်၍နေသည် မည်သည့်အလုပ်ပင်ဖြစ်စေစီကံကြာနာ၍စီကံကောင်းလင်မည်သူမဆိုဝင်လုပ်၍ရနိုင်သဖြင့်အလုပ်ဤအတွန့်ရှည်ရာရှည်ချောင်းမှာစီကံကောင်းဖို့ပင်ဖြစ်လေသည်မြမအလင်းတိုက်သို့ညတိုင်းလိုက်လျက်ကျမစိတ်ကူးတဲ့တွင်တိဆောက်လာခဲ့သောအဆောက်အဦကြီးမှာယခုအခါ၌ကျမမျက်စိရှိတွင်အဆောက်အဦကြီးဖြစ်၍လာခဲ့လေပြီလောကတွင်ရည်ရွယ်ချက်ထား၍မိမိရည်ရွယ်ချက်သို့ရောက်အောင်လုပ်နိုင် စွမ်းသောဇွဲရှိမှ အောင်မြင်မှုရသဖြင့် ဇွဲသည်မိမယောက်ျားခွဲခြား၍မနေဘဲလက်ငင်းချက်ချင်းအကျိုးတရားပေးပုံတို့ကိုတင်ငန်းစာကြီးတည့်ရဖြစ်လာပေသည်ဤတင်ငန်းစာကြီးကိုမိမိရရဆုပ်ကင်မိသည်နှင့်တပြိုင်နက်ဤတင်ငန်းစာအဆောက်အဦကြီးကိုမှီကဲ၍အထွတ်အတက်ဗက်သက်အဆောင်ဆောင်ထုတ်ဖို့ရန်ဆက်လက်၍ကြံစီတွေးတောလျက် အလုတ်ကိုညံရှိသလောက်ကြိုးစား၍မနာမနေလုပ်နေသည် ထို့သောလောက်ရ၌နေရတကားတွင်ပူပန်တတ်သော စိတ်မှတစ်ဖက်မှအမြဲနှိပ်စက်နေ၍သူ့ထက်ပို၍ပင်ပန်းရသည်သူသည်ကျမထံတွင်အက်ဒီတာလုပ်နေတကယ်သို့ဒါလျင်လုံ၍နေသည်စီဝိုင်းဆိုင်ရာလုပ်ငန်းများကိုမလွဲမရှောင်သာမှဝင်ရောက်လုပ်ကင်ပြီးလှစ်လျူရှုနေသည်ထိုစဉ်ကနေစိတ်တည်ဟုသူအားပြောမိသည် သူကချမ်းသာမှု တကယ်ရအောင်ရှာပြီးခက်အေးအေးပင်ကန်စီမန်ရာအတိုင်းစီးပွားရေးကို တိုးတက်ဖို့ရာ စိတ်ကူးမရှိဘဲနေသည်သူအတွက်လည်းလုပ်ငန်းရက်ထဲတွင်မပါဝင်ဘဲခေါင်းရှင်းရှင်းထား၍ရေးသားဖို့ရာသာကောင်း၍သူ့ကိုအပူမကတ်တော့ဘဲအရာရာကျမပင်အုပ်စည်းလောက်ကင်လေသည်အလုံးတိုင်းနှင့်စာပုံနှိပ်ဆက် တွဲလျက်နေရာမရသဖြင့်နေနေအမျှနေရာကျဲကျဲဝင်းဝင်းရရန်ရှာဖွေနေရလေသည် ဂျာနယ်ကျော်မှာအမျိုးမျိုးအရရတို့ရောက်ပြီးအထူးပင်ခေတ်စာကြော်ကြားနေရကဖရသူတိုင်းများစွာပင်ဘဟုတုတဖြစ်၍ပညာဉာဏ်တိုးပွားကြရလေသည်သတင်းစာလောကလွယ်တဲ့ဂျာနယ်ကအသိဉာဏ်ပညာကိုတကယ်ပေးရတဲ့အလို့ဖြစ်လို့ဂျာနယ်ကသတင်းစာထက်အရေးကြီးတယ်စာပူဖက်ရလိမ့်မယ်ဟုဆိုက ရှိကထက်စာများကိုပူဖက်၍ဂျာနယ်အတွက်မှတ်သားဖွဲ့ရအခန်းတွေထည့်ရန်မပြတ်မလတ်စုဆောင်းရှာဖွေနေသည် သူ့ကျမ်းမာရေးအတွက်ကမျက်စိအောက်တွင်အမြဲမပြတ်နှိုးစော်၍သတိပေးနေရသဖြင့်အချိန်နေတော်ပင် ကောင်းမွန်တိုးတက်နေသည်တတိုင်းနှင့်တတိုင်းတယ်လီဖုန်းဆက်သွယ်ထား၍အင်တာဝန်ရန်ကိုလည်းစူးလေဖျားလန်းတိုင်းမှနေ၍ရေကြော်အလုတ်ခန်းသို့နေစဉ်မပြတ်တယ်လီဖုန်းဖြင့်သတိပေးရသည် သူ့ကိုချမ်းသာစွာထားခြင်းသည်စိတ်စေတနာရသူလည်းရခင်ကလိုမဟုတ်တော့ဘဲချမ်းသာစွာနေရလေပြီ။ အိမ်တွင်တန်တန်ရှင်းရှင်းခန်းခန်းနားနားပြင်ဆင်ပေးထားသည် အိမ်နှင့်ခွဲ၍အလုံးလုံးနေရပေတော့လဲအိမ်ကိုရှေးကထပ်ပို၍တားနာအောင်ဂယုဆိုက်၍ပြင်ဆင်မွမ်းမံပေး၏အိမ်ပြန်လင်းစိတ်ချမ်းသာမှုကိုနှစ်ဦးစလုံးရကြရသည်1300တခုနေုံလာတွင် သမီးလေးခင်လေးမြင့်ကိုဖွားမြင်ခဲ့၍သမီးကိုအထိတ်နှင့်ထားပြီးအလုတ်ကိုမပြတ်မကွက်လုပ်ခဲ့သည်အိမ်၌အခိုင်းအစေသူ့ဌာနနှင့်သူ၃လျောက်ထား၍ အိမ်ဤစည်းကမ်းဥပဒေများကိုလည်းတစ်ဖက်မှ ကြားနာအောင်စီမံလုပ်ကံရသည်ဖခင်ကြီးမှာဒေါက်တာကွန်ဒူးနှင့်ဆေးလာကူသဖြင့်ဖခင်ကြီးအတွက်စောက်ရှောက်ရန်သူနာပြုဆရာမများအားနေတယောက်ညတယောက်ထားကဖခင်အတွက်တစ်မျိုးကလေးအတွက်တစ်မျိုးလင်အတွက်တစ်မျိုး အိမ်အတွက်တစ်မျိုးအလုပ်အတွက်တစ်မျိုးနှင့်အမျိုးမျိုးသော ကိစ္စများဖြင့်စိတ်မအားလူမအားဖြစ်နေသည် ဖခင်ကြီးဝေဒနာမှာမသက်သာပဲတနေ့တခြားသဲ၍လာသဖြင့်ဆရာဝန်ကွန်ဒူးဤညွှန်ကြားချက်အတိုင်းဖခင်ကြီးကိုအဆောက်အအုံများ စီမံ၍ကလောမျိုးတို့ပို့လိုက်ရသည်ကလောတို့ပို့လိုက်ပြီးတလလောက်ကြာတွင်ကျမတို့လိုက်သွားကြသည်ဝေဒနာမသက်သာလွန်၍ကလောမှပြန်ခေါ်ခဲ့ရသည် ကလောမှပြန်မိရထားပထမရွဲထဲတွင်အိတ်စင်လေးခုပါရှိသည် ဖခင်နှင့်ကျမတို့အိတ်စင်ရှင်လျက်ယူပြီး ျမဦးလေးမှာကျမအပေါ်မှာအိတ်စင်တွင် တက်၍အိတ်သဖြင့်သူကတညလုံးထိုင်၍ဖခင်အားဆောက်ရှောက်ပြီးလိုက်ပါလာသည်။၎င်းကျော်လောက်တွင်အိတ်ပြော်ရာမှနိုး၍မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါသူ့လက်ကိုဖခင်ကဆွဲ၍ငါသားကြီးဖုံးကြည့်ပါစေ၊တက်ရှိပါစေဟုစုပေးနေသဖြင့်ကျမလည်းလှဲနေရာမှသူတို့သားဖချစ်ခင်ပုံကိုကြည်ရင်ကြည်နူးသွားလေသည်။ကလောမရန်ကုန်သို့ပြန်ရောက်လာတော့လေဝေဒနာမှာတတ်တာဒီမရှိပဲ နောက်ဆုံးသေမီရက်ကိုဆရာဝန်ကြီးများကပိုင်းခြား၍သွားသဖြင့်သေမီရက်သာစောင့်စားနေရသည်ကျေးဇူးရှင်ဖခင်ကြီးအသက်ထွက်မည်နေတွင် အသက်မထွက်ခင်အချိန်၌ကောင်းရာသို့ရောက်ပါစေဆိုသော နောက်ဆုံးကျေးဇူးဆက်သည့်သဘောနှင့်နာနာတွင်ကပ်၍ပိတ်မြစ်သားတုံများကိုရွတ်ဖက်ပေးလိုက်သည် သူလည်းကြည့်မြင်နိုင်ဖုံးကြီးကို အသက်မထွက်ခင်ပိတ်တရားများကြားနာသွားရန်အပြေးသွားပင်လာသဖြင့်မတိုင်မီမဲနှစ်ယောက်စလုံးစိတ်ကူးခြင်း ကိုင်ညီနေကြသည်ဖုန်ကြီးကြွလာလင်ကြွလာခြင်းဖခင်ကြီးလည်းကျမ၏ပြိတ္တရားများကိုကြားနာနေရမှ လောကကြီးကိုစွန့်ခွာသွားလေပြီအားကိုရာတောင်ကြီးပြိုလဲသွားတဲ့ကဲ့သို့မှတ်ထင်လိုက်ပြီးများစွာပင်ယွန်ကျိုးမရပူဆွေးရလေသည်ကျမရှိတွင်အသက်ထွက်သွားသော ဖခင်၏ရုပ်အလောင်းကိုတစိမ့်စိမ့်ကြည့်၍မမြဲသောသဘောတရားကိုသတိကြီးစွာဖြင့်တံဝေကရလိုက်လေတော့သည်ကျေးဇူးရှင်ဖခင်ကြီးကွယ်လွန်ပြီးနောက် ဖခင်ကောင်းချသွားသောဤချံတွင်မနေလို၍လမ်း90တွင်အိမ်ရသဖြင့်အမြန်ပြောင်းလာခဲ့သည် ထိုလမ်းမှနေ၍တလုံးတစည်းတဲ့နေရာရရန်ကြိုးစား၍အိမ်ရှာနေရသည် တနေ့တော့ရေကြော်ရက်ရှိစေတန်းသတင်းစာတိုက်အားသဖြင့်တိုက်ရှင်ဥတမောင်ထံတွင်ငှားလျင်အခန်းရမည်ဖြစ်သောကြောင့်ဆက်နှစ်အလုတ်ကိုပောင်း၍လူကလမ်း90အိမ်ကနေပြီးအလုတ်ဆင်းကြလျင်ဤသည်ဆို၍ဥတမောင်ထံတွင်ငှားကြသည် ဂျာနယ်ကျော်ပုံနှိပ်ဆက်ထားရသို့တွားတိုင်းပုံနှိပ်ဆက်နှင့်ကက်လျက်နယူဘာမာစေးတိုက်ကြီးကိုရရင်လူရောအလုပ်ပါကောင်းကောင်းကြီးနေနိုင်မှာပဲဟုတောင်းတမိသည်ထိုစဉ်ကတိုက်ရှင်ကိုယ်တိုင်နေတာဘယ်ငှားမလဲမဖြစ်နိုင်တာဆို၍ငြိမ်နေခဲ့တော်လဲဥတည်မောင်ထံတွင်အခန်းငားရန်ပြောနေသည့်အချိန်၌ပင်ဤတိုက်ကြီးကိုသာဆွဲလန်း၍ဥတည်မောင်ထံမှ အပြန်လန်းတွင်လဲဤတိုက်ကြီးကိုသာလိုချင်ကြောင်းပြောကြားလာသည် ကျမတို့ပုံနှိပ်ဆက်ထားရာအခန်းရှိသူရောက်နေရောက်ချင်းထိုတိုက်ကြီးဝရဏာတွင်ငှားရန်ဟူသောဆိုင်းပုတ်ကို ပြေးမြင်လိုက်ရရာဘဲနဲ့လဲဆိုသည့်အတိတ်ပဲနှင့်သူ့ကိုလက်ညှိုးထိုးပြလိုက်သောအခါမှာတင်လေးစိတ်ထက်တန်ရင်ဖြစ်တယ်လို့အဖေပြောသွားတာတကယ်ပဲဟုဝန်ခံလေသည်စေးလိုက်ပေါ်သို့ချက်ချင်းပြေးတက်လိုက်၍တိုက်ရှင်များထံတွင်တဒိုက်လုံးတလ250ကျပ်နှင့်ချုပ်၍ငှားလိုက်လေတော့သည် ုံးဆောင်တွဲဤတိုက်ကြီးသို့ပြောင်းရွှေ့လာကြသော အချိန်တွင် အရှိတ်တလွား၌စိရိတ်စင်ွေများတင်၍ရွာတော့မြီမူပြိုတော့မြီတောင်လိုငโกအခြေများပြက်ယွင်းလျက်ရငုံမြို့ကြီးတွင်မီးများကိုထိန်ထိန်လင်းလင်းမထွန်းကြပဲဈေးဆိုင်များပင်ခက်မိန်မိန်ပြုတ်လုထွန်းညိနေကြရပေသည်လေချောင်းကာကွယ်ရေးကိုမှောင်ချပြီးလေ့ကျင့်နေသည်မြို့မှာကြက်တည်မဲ၍တကယ်ပင်စစ်ဖြစ်တော့မြီအသွင်ကို ပြလျက်နေသည်တအိမ်နဲ့ တစုတလုံးနဲ့တောင်းတခဲ့သည့်အကြံကြီးထမြောက်အောင်မြင်သွားသဖြင့်ကျမတွင်လာမည့်စစ်ကိုစောင့်စားရင်အလုတ်ကိုသာတွင်တွင်ကြီးကျုံလုံးလျက်ရှိသည်အပေါ်ထက်ကြီးတွင် လူနေလျက်အောက်ထက်ကြီးမှအရှိဆောင်တွင်ရုံးအလုတ်ခန်းထားပြီးအလဲဆောင်၌အယ်ဒီတာခန်းထားလျက်နောက်ဆောင်တွင်ဆက်များစာစီခုံများချထားသည်ဤတိုက်တွင် နောက်ထပ်ဆက်တလုံးထက်ဝယ်ကဂျာနယ်ကို၈၀၀၀ကျော်၉၀၀၀ခန့်အပတ်စဉ်ရိုက်နေရသည် ူသည်မိုးလင်းလင်အောက်ထက်သို့ဆင်း၍ဇပွဲတွင်ထိုင်ပြီးလျှင်လာသည်မဧည့်သည်များကိုလက်ဖက်ရည်တိုက်ဧည့်ခံနေသည်။ကျမက9နာရီလောက်အလုတ်ဆင်းလာရာသူ့ဇပွဲတွင်လူမျိုးစုံဝိုင်းဖွဲ့ပြီးစကားပြောလက်ဆောင်ကြနေသည်ကိုနေ့တိုင်းတွေ့ရသည်။နေ့တစ်ချက်၌ထမင်းတက်စားကြကနှစ်ချက်လောက်ပြန်ဆင်းလာကြသည်။ထိုအခါတွင်လည်းဧည့်သည်များနှင့်ဧည့်ခံ၍နေသည်။ဧည့်သည်များမှညနေဆောင်အထိတယောက်ပြီးတယောက်လာကြသောကြောင့်အစင်မပြတ်ဝင်လာမဆဲအောင်ဖြစ်နေသည်။ ကျမမှာဂျာနယ်ကိုအချိန်မီပြီးနိုင်အောင်အတော်ပင်စူးစမ်းလုံးပန်းရသည်ဤလောက်သည်အချိန်နှင့်ပြီးမှဖြစ်၍အချိန်အရေးကြီးသလိုအချိန်နှင့်ပတ်စံတွက်ပေးရသောအလောက်ကြီးဖြစ်သဖြင့်အချိန်ကြောင့်သူ့အားကော်ပီများစောစောရေးရန်တနေ့မပြတ်နားပူတိုက်တွန်းရသည်စာစီသမားများမှသူ့အနားတွင်တွတ်တွတ်ကော်ပီဆောက်တောင်းနေကြပါလျက်မရကြလင်ကျမစပွဲသို့လာရောက်၍ကော်ပီမရကြအောင်ပြောပြီးညဆင်းရမည်ဖြစ်သဖြင့်ညအတွက်ခွင်းစားခွင့်ပိတ်အိုဗာတိုင်း အချိန်ပိုငွေများထုတ်ပေးရန်စတင်ကြလေသည် ကျမကသူ့အားကော်ပီစောစောပေးရန်မလိုပင်ပြောပြောသူသည်ညအချိန်သို့မဟုတ်မရေးလင်မဖြစ်တော့သည့်အချိန်ရောက်၍မလွဲသာမှသာလျင်ရေးတော့သည်ဧည့်သည်များနှင့်စကားပြောနေခိုက်ကော်ပီအဆက်မပြတ်သေးလျင်သူ့အားအတင်းဆက်ရေးပေးရန်ပြောရသည်သူထံမှဖုတ်ပူမိတိုက်ရေးပေးလိုက်သောစာရွက်တစ်ရွက်လောက်ကိုလူတစ်ယောက်၃လေးချောင်းစီစီနှင့်ရန်ဖြတ်ကိုက်ဝေပေးရသည်သူကဧည့်သည်များနှင့်သာ မြို့ရေး၊ရွာရေး၊စစ်မှတ်ရေးတို့ကိုဆွေးနွေး၍တစ်နေ့လုံးအချိန်ကိုကုံလွန်ပစ်လိုက်သည်ကများသည်။ညကြလင်က သူ့လောက်အလုံးများသည်သူမှသူမှရှိမှရှိပေမည်။ဂျာနယ်အတွက်ကော်ပီများသကောင်တလွဲအထိရေးပြီးနိုင်ငံပေါင်းစုံမှသတင်းစာ၊စာရွက်စာတမ်း၊စာအုပ်များကိုလက်ကမချဘဲမိုးလင်းခါနီတိုင်းထိုင်၍ဖတ်နေသဖြင့်အိယာဝင်ဖို့ကိုထိုင်ဆောင်ပြီးတောင်းမှန်ရသည်။ကျမ၌နေဘက်ရုံးလုပ်ကိုတစ်နေ့လုံးလုပ်ပြီး ညဘက်တွင်သူ့ကော်ပီနေဘက်ကမရ၍ညစင်းစီကြရိုက်ကြရသောအလုတ်သမားများနှင့်အောက်ထက်စက်ခန်းစာခုံခန်းထဲတွင်စောင့်ချက်ကြည့်ရှုရပြီးတကောင်တလွဲအချိန်ကြမှ တခါတည်းရန်မိုးလင်းခါနီးအချိန်ကြမှ အပေါ်သို့တက်အရာသည်ဤသည့်အချိန်မှပင်အိတ်အိတ်ရဇက်ရိုက်နေသောဆက်တံများရက်သွားလျင်အလိုလိုချက်ချင်းနိုးလျက်ဂရေမော်မခုံစင်းကအောက်ထက်သို့စင်ပြေခဲ့ရသည် အောက်ထက်တွင်ဆက်ကြိုးသွားသည့်နေရာကိုဆက်ပြီးဆက်ပြန်လေသည့်အထိစောက်ကြက်ကြီးရှူရကချောမောပြီးစီးသွားမှပြန်အေးရသည်။ဂျာနယ်တစောင်းတွင်ပင်ဤမြအလုံမအား၍စိတ်များနေရလျင်သတင်းစာထုတ်ရပါကသတင်းစာမနှက်လင်းလျင်ထွက်သွားနိုင်အောင်တစ်နေ့လုံးတစ်ညလုံးဘဲမြလောက်အလုံများ၍စိတ်မအားဖြစ်ရလိမ့်မည်ကိုတွေးမကြည့်ဝင့်အောင်ပင်ဖြစ်ပေတော့သည်။ အမျိုးမျိုးအရရက်နဲ့ဆက်သွယ်နေရသောအလုပ်ကြီးကိုလုပ်၍ဈာနယ်ထွက်ရန်အတွက်တဒိုက်လုံးအုတ်ချုပ်စီမံနေရသည့်ဈာထဲမှပင်ဈာနယ်အတွက်ကော်ပီမရှိဟုညီးလျင် ကျမအလုပ်ကိုချ၍ဈာနယ်အတွက်စောင်းပါများကိုဝိုင်းကူရေးပေးလိုက်ရသေးသည်တခါတွင်ဈာနယ်အတွက်နေမှပေးပို့လိုက်သောဝိထုများမကြိုက်၍သူကလည်းရေးရံမအား ။တွဲဘက်အယ်ဒီတာကိုစောဦးကလည်းစိတ်ကူး၍မရဟုဆိုကြသဖြင့်အချိန်မမီလျင်ဒုက္ခပါပဲဟုညီးတွားကတခါမျှဝိထုမရေးဘူးပဲနဲ့ဂျာနယ်တွင်မတိရလေခြင်းဟု၍ဝိထုတို့တပုတ်ကိုရေးပေးလိုက်လေသည်။ဤဝိထုပုံနှိပ်ပြီးဂျာနယ်ထွက်သောအခါရှေးဦးစွာစာရေးဆရာတကုံခင်ခင်လေးကချီကျူးเจ้าကိုဦးအောင်ခင်ကတယ်လီဖုန်းဆက်၍သူ့အားပြောလိုက်သည်သူသည်ဤဝိထုကိုဖက်၍မျှမကြည့်ဦးစောဦးသာလည်းဖက်ပြီးထဲလိုက်သည် ထိုเจ้าကိုမသေးခင်ကရေးမှတ်သွားတော့သူ့မှတ်တမ်းတွင်ဖော်ပြရေးသားသွားသည် သူဤနေစဉ်မှတ်တမ်းစာအုပ်ကြီးကိုရိုက်စင်ကဤစာပိုက်တွေဖြုတ်ခဲ့သည်မှာကျမကိုမမလေးမှန်မသိစေလို၍ဖြစ်သည် အောက်ပါအတိုင်းရေးသွားခဲ့သည် တကုံခင်ခင်လေး၏အကြောင်းကိုရေးစဉ်လောလောဆယ်နမီမီယဖြစ်နေသောကျွန်ုပ်၏ဇနီးတဲ့အကြောင်းကိုတွေးမိလေသည်သူကိုကျွန်ုပ်၏အိမ်ထောင်ဖက်အဖြစ်ဖြင့်ရွေးချယ်လိုက်ခြင်းမှာမြမအလင်းသတင်းစာအတွက်သူရေးသားပေးဖို့သောစောင်းပါများကြောင့်ဖြစ်ခဲ့ရာ သူသည် အကြံဉာဏ်နှင့်အရေးသားကောင်းသည့်အမျိုးသမီးတစ်ယောက်မဆွကပင်ဖြစ်ခဲ့လေပြီထိုစဉ်ကသူနှင့်ကျွန်ုပ်မှာလူချင်းလဲမမြင်ဘူးတိဖို့ကဝေးစွာ ူ၏ဆောင်းမများသည် ထိုစဉ်ကကျွန်ုပ်လက်ဝဲသို့ရောက်ရှိလာလေးရှိသောအမျိုးသမီးများဆောင်းပါများစွာတို့ထက်ပို၍စိတ်ကူးညံရင့်တန်ခြင်းကို ဖော်ပြနေရကသူအားအိမ်သူအဖြစ်ရရှိသော ကောင်းလေစွာဟုအကြံဖြစ်ပေါ်ရာကထိုအကြံအောင်မြင်သည့်အထိနေရာကျခဲ့လေသည်တို့ဖြစ်ရာကျွန်ုပ်ဤဇနီးတယ်မှာကျွန်ုပ်နှင့်အိမ်ထောင်မကြမီကပင်စိတ်ကူးညံထက်မြက်ရင့်တန်သောစာရေးကောင်းတယောက်စာရေးကောင်းတူဖြစ်နေချေပြီး ျွန်ုပ်နဲ့ရပြီးနောက်ဂျာနယ်ကျော်တွင် မမလေးဟူသောအမည်ဖြင့်စောင်းမများကို ရေးသည့်အခါကျွန်ုပ်နှင့်နီးစပ်သူ စာရေးဆရာမိတ်ဆွေအချို့လည်းမမလေးမှာသူပင်ဖြစ်ကြောင်းသိကြလေသည်ထို့သော၎င်းတို့အနက်အချို့ကထိုမမလေးအမည်ဖြင့်ကျွန်ုပ်ဤဇနီးရေးသောစောင်းပါတို့ကိုကျွန်ုပ်ပင်လုံးဝသို့မဟုတ်တဝက်တစိမ့်ရေးပေးသည်ဟုထင်မှားခဲ့ကြလေသည်စင်စစ်တော်ကထို့သို့မဟုတ်ပေ သူ့သဘောဖြင့်သူရေးသားခြင်းသာဖြစ်ရာကျွန်ုပ်မှာကောင်းမိသားဆောင်ပါတစ်ခုဖြစ်လျင်ခေါင်းစဉ်လောက်ခေါင်းခွဲကလေးများလောက်သာ တက်ပေးရယူရှိသည့်အက်ဒီတာ၏တာမန်လုပ်ငန်းထက်ပုံမူလောက်ကင်ခဲ့ရဘူးသည်မရှိချေတခါကဂျာနယ်ကြော်ထဲတွင်ထည့်ရန်ဝိထုတပုတ်အရေးတကြီးလိုနေလေသည်တပုံတစ်ခေါင်းကြီးရောက်နေသောဝိထုတို့များကိုကျွန်ုပ်နှင့်တကွကျွန်ုပ်၏လက်ထောက်အဖြစ်လုပ်နေသောစာရေးဆရာကိုစောဦးတို့သည် ဖတ်ရှုကြတော့လဲထဲ့သွင်းပေါ်ပြနေကြဝိထုများအဆင့်အတန်းကိုမှီသည့်ဝိထုဟု၍တခုမျှမရဖြစ်ချေသည် ကိုစိုးဦးကိုတိုင်လည်းထိုအချိန်တွင်ဝိထုတပုတ်ရေးပေးရန်အလုံးမအားချေကျွန်ုပ်မှာဝိထုအတွက်သာမဟုတ်အခြားဆောင်းပါအချို့ကိုပင်မကြည့်နိုင်အောင်အခြားတစ်ဖက်တွင်အလုံးများလျက်ရှိနေရာအချိန်ဒီမှာနောက်တစ်နေ့အတွင်းဝိထုတပုတ်မရမက ကိုစောဦးတော်၎င်းကျွန်ုပ်တော်၎င်းတယောက်ယောက်ကရေးရတော်မီကဲ့သို့ဖြစ်နေလေသည်ကိုစောဦးကလည်းမရေးခြင်း ကျွန်ုပ်ကလည်းမရေးနိုင်နဲ့အကြက်ကြုံနေစဉ်ဂျာနယ်ကျော်ဤတိုက်ရုပ်အဖြစ်ဆောင်ရွက်နေသောကျွန်ုပ်ဤဇနီးကဝိထုမရှိလျင် သူရေးပေးမည်ဟုဆိုပြီးဝိထုတပုတ်ကောက်ရေးလီတော့သည် ထိုဝိထုကိုဂျာနယ်၌မထည့်ရသေးမီကိုစောဦးမှလုံနေကြအတိုင်းဖက်ရှုကြည့်လေသည် ကိုစောဦးမှထိုစာမျက်နှာကိုစက်တင်ပုံနှိပ်ပြီးမှပင်ဖက်ရှုရရဝိထုကောင်တပုတ်ဖြစ်သည်ကို တွေ့ရလေသည် အเจ้าမသိသူမိတ်ဆွေရင်အချို့ကထိုဝိထုကိုကျွန်ုပ်ရေးပေးသည်ဟုထင်မြင်ကြလေသည်ရက်များမကြာမီကလည်းအမျိုးသမီးများ၏ပထမဆုံးတာဝန်ဟူသောအမည်ဖြင့်စောင်းပါတစောင်ရေးလိုက်ရာမြမအလင်းသတင်းစာကထဲ့သွင်းဖော်ပြပေးလေသည် ထိုစောင်းပါတွင် ရေးသူမှာမတ်တင်လှိုင်ဂျာနယ်ကျော်ဟူ၍ပါပြီးစောင်းပါစာကိုတွင်ကျွန်ုပ်ကျွန်ုပ်နှင့်ရေးသားထားသည့်အတွက်ဧကန်နမတ်တင်လှိုင်မရေး သူ့ယောက်ျားရေးချင်းမင်ဖြစ်မည်ဟုထင်ကြေးပေးကြကြောင်းနှင့်ကာတွန်းစရာကိုဟိန်းစွန်းပြောပြသဖြင့်သိရှိခဲ့ရလေသည် ကျွန်ုပ်မှာစာရေးချင်းကို မလွဲတာလုံးမက မလွဲတာမှပြုလုပ်သူဖြစ်ရာကျွန်ုပ်ကိုယ်တိုင်လည်းမရေးကျွန်ုပ်ဤဇနီးရေးချင်းကိုလည်းအားပေးခြင်းမရှိပဂရိခက်အေးအေးနေခဲ့လေသည်သူရေးချင်းကိုမရေးရန်လည်းဖြက်လို့ဖြက်စီမလုပ်ခဲ့ချေတို့ဖြစ်ပါလျက်သူရေးသည်မကောင်းလေလေ ျွန်ုပ်ဤလုံးလမကင်းဟု ယူဆခြင်းခံရလေလေ ဖြစ်နေရသည်မှာသူ့အတွက်အတော်ပင်နစ်နာလေသည်သို့သော သူ့ဆောင်းပါးကမိသူကမိတို့ပင်ထင်စေသူ့ဆောင်းပါးပင်ဖြစ်၍ကျွန်ုပ်ဤဆောင်းပါးမဟုတ်ရကကျွန်ုပ်တို့အဖို့ကရှင်းပြီးနေလေပြီ။ ုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခਿੱတခဏရက်နာလိုက်ပြစေနော်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ